ပရီးမီးယားလိပွဲစဉ်28လီဗာပူးနဲ့ဆော့သတန် Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါ။ကိုခဲအစ်စတာဖူတဘောရှိုးအနေကြိုးသွားရယ်။စနေည9:00နာရီမှာရှင်ပြိုင်ကစားမယ်။လီဗာပူးနဲ့ဆော့သတန်တို့ရဲ့ပွဲချုံ၃၀ချက်ကိုကျွန်တော်အတူတူအခုပဲလှုပ်လိုက်ရအောင်။ထုံးတိုင်းပဲဒီပွဲရဲ့ key points တွေကိုကျွန်တော်တို့အရင်ဆွေးနွေးကြည့်မယ်။လက်ရှိအချိန်မှာလီဗာပူးကအမပီးစရာရဲ့အဆင့် တင်နေရာမှာယက်တီနေတယ်ဆော့ဒတန်အမဘေးစရာအဆင့်20နေရာမှာယက်တီနေတယ်အပေါ်ဆုံးကအသင်းနဲ့အမဘေးစရာရဲ့အောက်ဆုံးကအသင်းဘယ်အသင်းနိုင်မလဲဆိုတာလူတိုင်းသိတယ်ဒါပေမဲ့လိုအပ်တဲ့ twin ကိုပမာဏရမရကျွန်တော်တို့စဉ်းစားရမယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက် Liverpool ဒီပွဲပြီးတာနဲ့ PSG ကိုအိမ်ကွင်းမှာအခက်ရှင်ပြိုင်စားရမယ် PSG ဘယ်လောက်ထိခက်ခဲသလဲ Paris မြန်မာရင် Liverpool အသင်းကိုအချက်ပေးနေပြီ ငါတို့ကဒီလောက်ထိကျန်းနေတော့လူစည်းစုဖွဲ့မှုအရမင်းတို့အတင်းထက်ကောင်းနေတော့လီဗာပူးတောက်လျှောက်ဖိအားပေးပြီးကစားသွားတယ်လီဗာပူးရဲ့ဝါနဲ့တဘာကြောင့်သာပြန်လဲအနိုင်ယူနိုင်ခဲ့တာတကယ်တော့အဲပွဲကတရေထက်ပိုစရာအကြောင်းမရှိဘူးပြောချင်တာဒီ Southampton နဲ့ပွဲထက် PSG ပွဲကလီဗာပူးတို့ကပိုပြီးအရေးပါတယ်အင်ကွင်းအန်ဖီမှာငါတို့ကတော့တေချာပေါ့နိုင်မယ်လို့ယတိပြက်ပြောလို့မရဘူးအဲ့တော့လီဗာပူးအသင်း တာဝန်ရှိတဲ့သူတွေပဲဖြစ်ဖြစ်ကစားသမားတွေပဲဖြစ်ဖြစ်နီးပြအဖွဲ့ဝင်တွေပဲဖြစ်ဖြစ် PSG ဘွဲကိုအာယုံအပြေဝါစိုက်နေနိုင်ပါတယ်ဒီဘွဲကိုလိုရတဲ့တွင်ကိုပမာဏနဲ့ရပြီးနိုင်မနိုင်ကျွန်တော်တို့အတိအကျကြီးပြောလို့မရဘူးတကယ်လို့သာ PSG ဘွဲမရှိဘူးဆိုရင်တော့ရှင်းတာပေါ့ဗျာ Liverpool လို့ပဲကျွန်တော်ပြောမှာပေါ့အခုအချိန်လေးကတေချာစမ်းစစ်ရမယ့်သဘောမျိုးဖြစ်နေပါတယ်ကျွန်တော်နောက် segment လေးတွေကြာရင်တစ်ချက်ချင်းစီဆွေးနွေးပါမယ်လောလောဆယ်ကတော့ကျွန်တော်မြင်တဲ့ key points တွေဖြစ်ပါတယ် ကျွန်တော်ညီကိုတွေရောဒီဘွဲ့နဲ့ပတ်သက်ပြီးဘလို့အမြင်တွေရှိကြတယ်လဲပေါ့နော်โอเคအဲ့တော့ကျွန်တော်အာရှရဲ့အကြောပေးမှုစကြည့်မယ်အစောပိုင်းအကြောပေးမှုမှာနှလုံးအရှုံးဖြစ်ပါတယ်အကြောပေးမှုက PSG ပွဲတွေပါတယ်သူတို့မသိဘူးအမှန်တမ်းအမှန်တမ်းပြင်းထန်နေတော့မယ်ပွဲနာနှီးတဲ့အခါကျရင်ဒီအကြောပေးမှုပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်နှစ်ရှုံးဆိုတဲ့အကြောပေးမှုကဟိုပြင်းထန်တယ်ဆိုတာ PSG ပွဲ ရှိတဲ့အခြေအနေနဲ့ပြောတာနော်။တာမန်အခြေအနေဆိုရင်တော့ဒါမပြင်းထန်ဘူး။ဒါပုံမှန်ပဲ။အမပြေးကြရဲ့ထိတ်ဆုံးအအသင်နဲ့အောက်ဆုံးအအသင်ကအဲ့လောက်တော့ပေးရမှာပဲ။တိုးတော့ PSG ဘွယ်ရှိရဲ့သားနဲ့အဲ့လောက်ပေးတယ်ဆိုကြတဲ့ကရုပ်တိမတန်တော့ဘူးပေါ့နော်။ပုံမှန်လေးလေးပြောရင်ကျွန်တော်အဲ့ဒီအကြောပေးမှုမကြည့်ခင်အချိန်ကလာတော့ Southampton ကိုရွေးမလို့ဘယ်လိုပဲဖြစ်ပါလား Liverpool တင်း PSG နဲ့ဘွယ်ကိုပဲ focus ထားနေမှာအာယုံစိုက်နေမှာဒီဘွယ်စဉ်အာယုံမစိုက်နိုင်ဘူးကိုပြတ်မနိုင်လဲပြဿနာမရှိဘူးဆိုတဲ့အတွေးမျိုးနဲ့စိတ်ုံပဲရွေးမလို့တိုးတော့ဒီကြောပေးမှုမြင်သွားတဲ့အချိန်မှာကျွန်တော်ရဲ့ အတွေးခေါ်မှုပြန်ပြီးတော့ပြောင်းလဲသွားတယ်ပေါ့နော်ခုလင်ပြောရင်အဲ့လိုအကြောပေးမှုကမပေးသင့်ဘူးဘွယ်နာနီလို့အကြောပေးမှုနည်းနည်းကြသွားရင်တော့ကျွန်တော်ညီကိုတွေပြန်စွန့်စားသင့်တယ်ကျွန်တော်ရပါဗျာအစောပိုင်းအကြောပေးမှုတွေတည်င်းတွေကိုပြောနေတဲ့အတွက်ကြောင့်ပြောင်းပါပဲလွှဲပါပဲဆိုတော့ဒီကြောပေးမှုအတိုင်းသာဆိုရင်ဟန်ဒီကပ်မှာကျွန်တော်လီဗာပူးကိုကြိုက်တယ်အဲ့လောက်ပြင်းထန်အောင်မပေးသင့်တဲ့အတွက်ကြောင့်ပါတိုတယ်ကိုနဲ့ကျွန်တော်ပြန်ချိန်ပြမယ်နော်တိုတယ်ကိုကလည်းကြောက်စရာကြီး 4D တဲ့ 40ရာနှစ်သင်းပေါင်းအတွင်းကို၄ခုလောက်ရှိနိုင်တဲ့အတွက်40ပေးတာအနှစ်သင်းပေါင်းအတွင်းကိုဆိုတဲ့နေရာမှာတစ်ဖက်ကစိတ်ငယ်အတွင်းကိုကျွန်တော်နှစ်ခုလောက်တော့မထည့်ချင်ဘူးဗျလုံးဝကျွန်တော်တကိုးပေါ့လီဗာပူးက3-1နဲ့9နဲ့အခြေအနေမျိုးเนาะဒါမှမဟုတ်လေ4-0နောက်နဲ့နိုင်သွားတဲ့အခြေအနေမျိုး3-0နောက်နဲ့နိုင်သွားတဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တာပဲဒါကျွန်တော်တူတယ်ကိုကြောက်တယ်เนาะတူတယ်ကိုဆိုရင်ဒီချန်ပီယံလိဒီမှာလွဲလွန်အားကြီးလို့အဲ့တော့ကျွန်တော်တူတယ်ကိုမရွေးပေးပါဘူး တူရဲကွန်းနဲ့ပဲပြန်ချိန်တာပါ40ကတော့ဂိုးပြက်နိုင်သွားမယ်အခြေအနေရှိတယ်တခုပဲနှလုံးနဲ့ပဲနိုင်သွားမလားဒါမှမဟုတ်နှလုံးနဲ့အထက်လီဗာပူးနိုင်သွားမလားအယောစားကတော့ကြီးတယ်အယောစားကြီးကြီးနဲ့ပဲကျွန်တော်ရွေးချယ်ရမှာပါတာမန်အခြေအနေဆိုရင်လီဗာပူးတင်ဂိုးပြက်နိုင်စရာလည်းမလိုပါဘူးဟိုကုံကုံပြောရင်ဗျာလူငယ်တွေကြီးထုတ်ကန်ပြီးအရန်တွေကြီးထုတ်ကန်ပြီးတေးပွဲတပွဲထိန်းကန်သွားရင်တော့ပြဿနာထွေထူးရှိမနေဘူးတစ်ဖက်ကအာကြီးက United နဲ့တွေ့ရမှာသို့တော့သူတို့ကလည်း ပရီးမီးယားလိမှာရသလောက်အမှတ်ဖြန့်မှာပဲကျွန်တော်တို့ပူနားလေတာပေါ့လက်ရှိအခြေအနေကကိုယ့်အတွက်အခိုက်မာဆုံးเนาะအကောင်းဆုံးအခြေအနေပဲဒါကြီးကိုဟိုလက်လွတ်တော့မခံဘူးဗျအဲ့တော့ကျွန်တော်လိုအပ်တဲ့ twin ကိုရရင်ပြန်ပြီးတော့ကစားသမားတွေကိုလဲကောင်းလဲနိုင်တယ် risk အရင်များတယ်ဗျရွေးရတာလေโอเคဟိုကျွန်တော်ညီကိုရတော့စိတ်ကြိုက်ရွေးလို့ရပါတယ်ဘာကြောင့်လဲဆိုတော့လိုအပ်တဲ့ twin ကိုပမာဏရပြီးနိုင်ဖို့50လောက်ပေးခြင်းနဲ့ကျွန်တော် channel 50လောက်ကကတ်ပြီးနိုင်သွားမယ်လို့ထင်တယ်သို့တော့ကျွန်တော်ညီက ဟိုလီဗာပူးကစားသမားတွေရဲ့ဘယ်လိုပြောမလဲစွမ်းဆောင်ရည်ဘိုင်းကိုယုံကြည်တဲ့အတွက်ကြောင့်တနည်းအားဖြင့်ပြင်ကိန်းကနေအချက်လက်တွေပြောရင်ကျွန်တော်ညီကိုကြီးတွေ့ပါလိမ့်မယ်ဆော့တတဲ့ဆိုးရွားလွန်းလာတဲ့ခံစစ်အခြေအနေကိုမယုံကြည်တဲ့အတွက်လီဗာပူးအသင်းကိုပဲအားပေးရမှာပါခင်ဗျ Rex တော့ယူရပါလိမ့်မယ်နောက်တစ်ပိုင်းကျွန်တော်ကိန်းကနေအချက်လက်တွေပြောပါမယ် ဟုတ်ကဲ့တလက်စာရဲမိတ်ဆက်ပေးချင်တာကတော့ကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ Football King မှာ Football King မှာ Ivan Kunshiku ငါးသလုံး miss နဲ့ Sport Shiku ကိုကစားလို့ရပါတယ်။အရင်ကပြပပေါ့ကြီးစားတဲ့တိုင်းကစားနိုင်တယ်လို့ဘန်ဝင်တယ်လည်းကစားလို့ရပြီ။အသေးသေးတော့ဘာဘာနမဲ့၆လုံး၊ခုလုံး၊၅သုံးနဲ့ကိုကျော်ကျော်၁သုံးလုံး၊ညသုံးလုံးမှာဆက်သွယ်ဆုံးသန့်မိမြန်နိုင်ပါတယ်ခင်ဗျ။ hat to hat ထိတိုက်တွေ့ဆုံမှုတွေမှာ liverpool တင်းက၅ချိန်နိုင်ပြီးတော့တစ်ချိန်တည်ကြတာပါတယ်အတည်ကြတဲ့နှစ်ကာလကလည်းဒါ2023လောက်တုန်းကပေါ့နော်တည်ကြခဲ့တာအဲတော့4-4ဆိုတဲ့ရလဒ်နဲ့ liverpool ရဲ့ ဲ sorry saturday ရဲ့စိတ်မေရီမှာတည်ကြခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့နောက်ပိုင်းတွစ်ဆုံနဲ့ပွဲစဉ်၃ပွဲမှာလီဗာပူးအားကြီးပဲနိုင်ထားတာပါတခုသတိပြုရမှာအဲ့ဒီ၃ပွဲမှာဆိုရင်နှစ်ပွဲကလီဗာပူးသင်းဒီကပ်ပြီးပဲနိုင်ခဲ့တာပါပထမအကြော့ဒီနေ့ရသည်ပရီးမီးယားလိပွဲစဉ်မှာ saturday ရဲ့ဂွေးမှာ3-2 now efl ကပ်မှာ saturday ရဲ့ဂွေးမှာပဲ2-1နဲ့နိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်း2023 24တုံးကပေါ့နော် FA Cup မှာသူတို့တကြိမ်တွေ့ခဲ့ဘူးလေ Liverpool ကွင်းမှာ3ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့အစဉ်လာတော့ရှိပါတယ်။များသောအားဖြင့် Liverpool ကွင်းရောက်ရင် Liverpool ကတော့ Southampton ကိုဂိုးများများသွင်းလေသွင်းထားရှိပါတယ်ခင်ဗျ။ဟတ်တူကမှ Liverpool တာပါတယ်။ကျွန်တော်နောက်ထပ်တစ်ပိုင်းဒီနှစ်သင်းရဲ့နောက်ဆုံး6ပွဲဆက် current form ပေါ့။ Liverpool သင်းကတော့နောက်ဆုံး6ပွဲမှာ၄ပွဲနိုင်၂ပွဲတည်ကြတာပါတယ်။ရှုံးပွဲလုံးဝမရှိတာပါဘူး။ဒီနိုင်ပွဲ၄ပွဲမှာဆိုရင်ဂိုးပြတ်နိုင်ပွဲ၁ပွဲမှမရှိခဲ့ပါဘူးခင်ဗျ။ Wolverhampton ကိုလည်း အိမ်ကွင်းမှာ2-1နဲ့ကတ်နိုင်တယ်။မန်စီးတီးကို2-0နဲ့နိုင်တယ်။နျူကက်ဆယ်ကို2-0နဲ့ EPL မှာနိုင်တယ်။အခုနောက်ဆုံး PSG 1-0နဲ့နိုင်တယ်။တခုတော့ရှိတာပေါ့လေ။သူတို့တွေ့ခဲ့တဲ့အသင်းတွေထဲမှာ Wolf ကလွဲရင်ကျန်တဲ့အသင်းတွေကအသင်းကြီးတွေကြီးပဲ။နျူကက်ဆယ်၊မန်စီးတီး၊ PSG စတဲ့အသင်းတွေ။တည်ကြတဲ့ပွဲစဉ်တွေမှာဆိုရင်အဝေးကွင်းပွဲစဉ်တွေကတည်ကြတယ်။ Villa, Everton စတဲ့ပွဲတွေဖြစ်ပါတယ်ခင်ဗျာ။ Liverpool ရနေတဲ့ reset တွေက reasonable ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ကဲကျွန်တော်တစ်ဖက်ကစောက်တဲ့အသင်းရဲ့နောက်ဆုံး6ပွဲဆက်ရလက်တပွဲနိုင်ပြီးတော့9ပွဲရှုံးတာတယ်ကျွန်တော်လည်းကျွန်တော်ရှေ့မှာပြောတာစောက်တဲ့ gain နဲ့အချက်လက်တွေကိုသိသွားရင်ဘရုလီဗာပူးကိုရွေးတင်ကြအောင်ခံစားမိလိမ့်မယ်လို့စောက်တဲ့အဲ့ဒီတပွဲတဲ့တော့အနိုင်ရ Ipswich Town နိုင်တာကျန်တဲ့ဘွဲတွေအားလုံးရှုံးတာရှုံးတဲ့ဘွဲတွေမှာလည်းစောက်တဲ့တန်ဒီဘန်လီကလွဲလို့ကျန်တဲ့အသင်းတွေကိုအ ਨੇ သုံးပေးကိုနှစ်ကိုခွင့်ပြုထားခဲ့ရတယ် Newcastle United ကို 31ဒါအိမ်ကွင်းကြီးမှာအစော်ကားခံရတာနော်ဘုံမောက်ကို31အနည်းဆုံးတော့9ဂိုးပြတ်တယ်အဝေးကွင်းမှာတောက်ခံတဲ့အခါကျရင်ချယ်ဆီကို4-0နဲ့ရှုံးတယ်ချယ်ဆီကအဲ့ချိန်ကာလတုန်းကပြီးခဲ့တဲ့တပတ်ပေါ့ဗျာဖောင်ကောင်းနေတာမဟုတ်တော့ကြောင်ပြောက်နေတဲ့အသင်းဂိုးတကိုရဖို့တော့မနေကြိုးစားအထုတ်နေရတာချယ်ဆီကစားသွားတာစီးပိုင်နေရပဲဆောက်တန်းကိုလုံးဝအစည်းနဲ့ကိုအနိုင်ဆော့သွားတာဖောင်ကျနေတဲ့အသင်းတော်မှအဲ့လိုမျိုးဆောက်တန်းကိုဖြုတ်တယ်ဆိုရင်လီဗာပူးကဘလောက်ပွဲကျက်ပါစေအောင် မသွင်းဘူးလို့ပြောလို့မရဘူးစောက်တနေကိုပိုးတို့ပဆက်ကိုပိန်းနေတာကြားထဲမှာလဲစိတ်မေရီမှာ brighton ကို၄ဂိုးပြည့်နဲ့ရှုံးသေးတယ်နောက်ဆုံး6ပွဲဆက်ဖောင်ကတော့ဂိုးတွေလည်းအများကြီးပေးထားရတယ်အတော်ရုပ်ပြက်ဆင်းပြက်ဖြစ်နေပါတယ်နောက်ထပ်တစ်ပိုင်း liverpool တင်းရဲ့အိမ်ကွင်း6ပွဲဆက်ရလဲ6ပွဲလုံးအနိုင်ပဲနိုင်တဲ့ပွဲတွေကတော့ကျွန်တော်တို့ပြောသလိုပေါ့လို့ကပ်ပြီးနိုင်တဲ့ပွဲတွေလည်းရှိတယ်ကိုပြက်နိုင်တဲ့ပွဲတွေလည်းရှိတယ်အဲ tottenham တို့ ipswich town တို့ကတော့ဒါ4-1တို့4-0နဲ့နိုင်ခဲ့ပါတယ်တစ်ဖက်က southampton အသင်းရဲ့ နောက်ဆုံးကစားထားတဲ့6ပွဲသက်ရလက်ကိုကြည့်မယ်ဆိုရင်သူတို့တပွဲပဲနိုင်တယ်အဲ့တပွဲက Ipswich Town ကိုနိုင်တာအဝေးကွင်း6ပွဲပြောတာနော်ကျန်တဲ့ပွဲတွေမှာ၄ပွဲရှုံးပြီးတော့တပွဲတည်ကြတာတယ်တည်ကြတဲ့ပွဲက Fulham ဖြစ်ပါတယ်ရှုံးတဲ့ပွဲတွေကတော့ Palace ပါမယ် Man United တော့ရှုံးတယ်ဗျာ United ဆွမ်းဆောင်ရင်ပိုင်းဒီလောက်ကြနေရတော့မှရှုံးတယ်3-1နဲ့ Nottingham Forest ကို3-2နဲ့ရှုံးတယ် Chelsea ကို4-0နဲ့ရှုံးတယ်အဲ့တော့ကျွန်တော် Kane နဲ့အချက်လိုက်ရကြည့်မယ်ဆိုရင် Southampton တော်တော်လေးကိုအခြေအနေစိုးပါတယ်အဲ့တော့ conclusion ဆွဲရအောင် တဖက်မှာ PSG ပွဲရှိနေလို့ Liverpool ကိုစိတ်မချဘူးဆိုရင် Southampton အားပေးလို့ရတယ်ဒါပေမဲ့တဖက်မှာလည်း Southampton ရဲ့ဆိုးရွားလွန်းလာတဲ့ဂိမ်းကနေအချက်လက်တွေကြောင့် Liverpool အားပေးမယ်ဆိုရင်လည်းရတယ်အဲ့တော့ကိုယ်အကျိုက်ရွေးချယ်မှုတွေရလျင်အကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်ကတော့တက်နိုင်ဘူး Liverpool တင်းကိုပဲပို့ပြီးယုံကြည်ရမှာပဲ။ဘာကြောင့်လဲဆိုတော့ Southampton ကပို့ပြီးမယုံကြည်ရတဲ့အသင်းဖြစ်နေလို့ပါခင်ဗျာ။